ရှင်တို့ရွှေချင်းစတော်ဘုရားကြီးဆုံးမတာတခုရှိတယ်။နောက်စတော်ကြီးကဥမာပေးပြီးတော့ဆုံးမတဲ့နေရာမှာအလွန်မတော်တယ်ကျွမ်းကျင်တယ်လို့ဆိုရမယ်။ဘာပြောတာတုံးဆိုတော့တစ်ပင်ကြီးများဟာတဲ့။နောက်သူ့ကိုခုတ်နေတဲ့လူကိုသူ့ကရုံးဖြစ်မသွားမချင်းအကုန်လုံးပြုတ်ပြက်မသွားမချင်းသူ့ကိုခုတ်နေတဲ့လူကိုအရေးနဲ့အေးစီတယ်တဲ့။သူပြောတာလေဘလောက်လှပါတော့เนาะတစ်ပင်တစ်ပင်ကိုလူကခုတ်နေတယ် အောက်ကသူအကန်းကြီးကျိုးကြပြီးတော့သူအမြစ်ကနေထောင်းပြီးတော့လဲမသွားမချင်းအဲ့ဒီခုတ်နေတဲ့လူကိုပဲဘာလို့လဲအရှိနဲ့အေးစီတယ်တဲ့သူကောင်သူတော်ကောင်းနေဆိုတာအဲ့ဒီတိုင်းပဲတဲ့နော်အမွှေးနှံ့တာများဟာသူ့ကိုမီးရှို့တဲ့လူကိုပဲသူပြာကျမသွားမချင်းအမွှေးရင့်နဲ့တင်းပြန့်စီတယ်တဲ့ဟောနော်ဒါကြောင့်သူတော်ကောင်းတွေကကိုယ့်ကိုနှိပ်စက်တဲ့လူကိုပဲမေတ္တာတရားနဲ့အေးချမ်းစီစီတယ်ဒါက ဟိုတရားသမားတို့ဦးဇင်းတို့တွေညှော်မှန်းတဲ့အရာတစ်ခုပေါ့နော်နိုင်မှုကိုအဲ့လိုဖြစ်အောင်မညှော်မှန်းနိုင်သေးဘူးဆိုရင်တော့အော်သူတော်ကောင်းတွေဆိုတာအဲ့လိုရှိပါလားဆိုတဲ့စိတ်ကလေးနဲ့စိတ်ကိုကြည်နူးသွားအောင်နော်စိတ်ကိုနှစ်သက်သွားအောင်စဉ်းစားမယ်ဆိုရင်အများကြီးမကောင်းဘူးလားကောင်းတယ်နော်ဗရမ ्या ကြောင့်များဟာတဲ့သူ့ကိုသွေးနေတဲ့လူကိုပဲသူမကုံမချင်းဒီအယောင်အလင်းကလေးနဲ့နှစ်သက်စီတယ်တဲ့အဲ့သူတော်ကောင်းတွေကိုသူကဥမာပေးတာပါမတ်တိပင်ကြီးတွေနဲ့ဥမာပေးတာရှိတယ်နော် အမွှေးနန္တာတိုင်းနဲ့ဥမာပေးတာရှိတယ်ပရမယကြောင့်နဲ့ဥမာပေးတာရှိတယ်။ဒါကြောင့်ရသော်ဘုရားဟောထားတာလည်းရှိတာ哦။ဟောလောကကြီးမှာအာဆိုတာအမျိုးမျိုးရှိတယ်တဲ့။ကလေးတွေရဲ့အာကတော့ဘာလဲဆိုတော့ငိုကြွေးခြင်းပဲတဲ့။ကလေးတွေရဲ့အာပါတော့ငိုကြွေးခြင်းသူဘာမှမတတ်နိုင်ဘူးလေသူတို့ကငိုဖို့ပဲတတ်နိုင်တာ။ဟုတ်တယ်မလားဘာမှလည်းသူတို့လုံနိုင်တာမဟုတ်ပြောနိုင်တာမဟုတ်စိတ်တိုင်းမကြဘူးဆိုရင်လည်းငိုလိုက်မှာပဲ။သူတို့လိုချင်တာရှိတယ်ဆိုရင်လည်းငိုလိုက်မှာပဲ။ လေးတွေရဲ့အာမူကြွေးခြင်းတဲ့မတုက္ကမတွေရဲ့အာကအမျက်ထွက်ခြင်းတဲ့ဟာမတုက္ကမတွေကြီးများဒါအများကြီးစဉ်းစားရကောင်းတယ်နော်အဲ့ဒါဟုတ်မဟုတ်ဒါမြတ်စွာဘုရားဒီတိုင်းဟောတာတာမတုက္ကမတွေရဲ့အာပါလေတော့အမျက်ထွက်ခြင်းတဲ့မကျင်တတ်တာကိုမြန်မြန်ဆန်ဆန်ပြတတ်တယ်မြန်မြန်ဆန်ဆန်ဖြစ်တတ်တယ်အမျက်ထွက်တွေ့တယ်ဟုတ်လားအေးလူဆိုးသခိုးတွေရဲ့အာကတော့လက်နဲ့ပဲတဲ့လက်နဲ့ရှိရင်သူတို့ကထောင်း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 ရှိတယ်ပါပညာမှမရှိဘူး ဟုတ်လားတိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြတဲ့ပုံကိုယ်တွေအားကတော့အစိုးရချင်းပဲတဲ့ဟုတ်လားလူမိုက်တွေရဲ့အားကတော့ကဲ့ရဲ့ချင်းပဲတဲ့ဆရာဆရာဖွေကဲ့ရဲ့နေတာသူများအပြစ်မြင်နေတာစဉ်းစားတော့တရားကြီးတို့မကြီးများတရားကအစိုးဆုံးအားလို့အရင်ထင်တယ်တော့လူမိုက်ရဲ့အားကကဲ့ရဲ့ချင်းနဲ့အဲ့ဒါသူများကိုနှကောင်းရှုပ်သူများမကောင်းတာပဲမြင်နေအမြဲတမ်းကဲ့ရဲ့ချင်းနဲ့စိတ်နဲ့ရှင်အားတော်တော်မိုက်နေပြီလို့စဉ်းစားကိုဟုတ်ကောအဲ့လူမိုက်ရဲ့အားကဘာလဲတော့ ကြွရဲ့ချင်းတဲ့အကြွရဲ့ချင်းကိုလူမိုက်ဖြစ်နေတာ။နောက်ပညာရှိတို့ရဲ့အားကဘာလို့ဆိုအကျိုးရှိမရှိကိုစဉ်းစားဆင်ခြင်ခြင်းတဲ့။သတိချာချာကြည့်တယ်ဒါလို့ရင်ဘာဖြစ်မှာတော့ဒါပြောရင်ဘာဖြစ်မှာတော့အပညာရှိတို့ရဲ့အားဘုသူတ္တများတဲ့ပုံကိုယ်တွေရဲ့အားကတော့အဖာမဆင်ခြင်ခြင်းတဲ့သူအများကြီးကြားဖို့နောက်ဝရှိရသူလည်းတော်တော်ကောင်းတယ်။ဟုတ်လား။အေးနောက်ဆုံးအားကဘာလို့ဆိုတော့သူတော်ကောင်းတို့ရဲ့အားကတိတ်ခံခြင်းတဲ့။ဟုတ် သိခံခြင်းရှိမှအကောင်းဆုံးဂုံကိုရနိုင်တာ။